မြေဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရရှင်မြေဘပြည်သူများရှင်အခုမိုးရသည့်ကိုလည်းရောက်ရှိလာပြီဓာတ်ပြင်ကိုအခုဆိုရင် COVID ပေါ့နော်ရောဂါပိုးဟာဆိုရင်လည်းထိုင်းနိုင်ငံမှာလည်းကူးစက်မှုမြင့်မာနေပါတယ်အခုဆိုအိန္ဒိယနိုင်ငံကိုလည်းရောက်ရှိလာပါပြီရှင်ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့ဒီရောဂါပိုးရဲ့ထံကိုလည်းကျွန်တော်တို့အတွေ့အကြုံရှိခဲ့ပြီးဖြစ်တဲ့အတွက်ကျန်းမာရေးခိစိုက်ပြီးနေထိုင်ဖို့နဲ့ COVID စီးကမ်းတွေကိုပြန်လည်ပြီးတော့ပြည်ရပြီးတော့နေထိုင်ကြဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါရှင် မိဘပြည်သူများအတွက်ကျမတို့ Prime Media နေပြီးတော့တင်ဆက်ပေးတဲ့သတင်းမျိုးစားလေးတွေကိုကျမဒီနေ့မှနည်းနည်းလေးပြောပြချင်ပါရှင့်အဓိကနေ့စဉ်သတင်းလေးတွေပေါ့နော်မိဘပြည်သူတို့သိတဲ့နဲ့သတင်းလေးတွေကိုကျမတို့ Prime Media Television Channel မှာနေ့စဉ်တင်ပါရှင့်နိုင်ငံတော်ကထုတ်ပြန်တဲ့မိဘပြည်သူတို့သိတဲ့အကြောင်းအရာတွေနိုင်ငံတော်ကနေပြီးတော့မိဘပြည်သူတွေပေးတဲ့ service တွေပေါ့နော်မိဘပြည်သူတွေထံကိုသူတို့ပေးအပ်တဲ့ service တွေပေါ့ဒါလေးတွေလည်းကျမတို့အချိန်နဲ့တပြေးညီတင်ပြပေးနေပါရှင့်ဒါကြောင့် Prime Media Telegram Channel လေးကိုလည်း join ထားဖို့အတွက်ကိုကျမမြစ်တာအခမ်းပါရှင့် ဒီဘက်ပြည်သူများအတွက်ပထမဆုံးပြောပြရမယ့်သတင်းလေးကတော့ဒီအပိုင်းမှာနည်းနည်း hot နေတဲ့သတင်းလေးဖြစ်ပါရှင့်။ဒီသတင်းလေးကတော့ဘုံတန်ခံတဲ့မြေအောက်ဆေးရုံဆောက်လုပ်ဖို့အတွက်ဆိုပြီးတော့ဒေါက်တာဇော်ဝေဆိုးဆိုသူပေါ့နော်အန်ယူဂျီမှာဝင်ကြီးလုပ်နေတဲ့ပုံကိုဖြစ်ပါရှင့်။သူอ่ะဆိုရင်ဒီအလှခံပါတယ်အလှခံတာဒေါ်လာ၄သိန်းတိတိလိုအပ်တယ်ပေါ့နော်မြေရောက်စေုံနေစောင့်မယ်ဆိုပြီးပြောပါရရှင့်ပြီးတော့ကျွန်မအနေနဲ့သတင်းလေးတွေကနေပြီးဘူးတုတာလေးပေါ့ရှင်ဒါလေးရရှိအောင်လို့ကျွန်မမြေအောင်စေုံနေအကြောင်းလေးကိုနည်းနည်းလေးပြောပြကြပါရှင့် ဒီမြောက်စင်းအောင်ဆောက်လုပ်တယ်ဆိုတဲ့ကိစ္စကကမ္ဘာမှာလည်းရှိပါရှင့်အဓိကစစ်ပွဲတံတွေရဲ့တဘာဝဘေးရန်တွေရဲ့ပေါ့နော်အဲ့လိုကိစ္စရဲ့ကြုံလာတဲ့ခါမှာအသုံးပြနိုင်မှုအတွက်ကိုလောက်ကြတဲ့စေယုံမျိုးစားမျိုးပဲဖြစ်ပါရှင့်ကမ္ဘာပေါ်မှာဆိုရင်ထင်ရှားတဲ့မြောက်စင်းအောင်တွေလည်းရှိပါတယ်အဲ့တော့ဆွေဒင်နိုင်ငံမှာရှိတဲ့ဆော်လမွန်မြေအောက်စေယုံဖြစ်ပါရှင့်သူကဒုတိယကမ္ဘာစစ်အတွင်းမှာဘုံတံအနေကာဝယ်ဖို့အတွက်ဆောက်လုပ်ခဲ့တာယနေ့ထိအသုံးပြုနေဆဲဖြစ်တယ်လို့သိရပါရှင့်ဂျပန်နိုင်ငံမှာဆိုလဲဂျပန်ငလင်တန်ခန့်နဲ့မြေအောက်စေယုံတွေရှိပါရှင့်ဘာဝဘီအန်တရေဘုံတော့ကာဝယ်နိုင်ဖို့အတွက်ကိုဒီဇိုင်းထုတ်ထားတဲ့စေယုံတွေဖြစ်ပါရှင့် ကမ္ဘာမှာလည်းမြေရုပ်စင်းရုံပေါ့နော်ဆောက်လုပ်တတ်တဲ့အနေအထားရှိပါတယ်။ဒီတော့မြေရုပ်စင်းရုံတစ်ခုဆောက်လုပ်မယ်ဆိုကုန်ကြတဲ့ကုန်ကြစိတ်ကလည်းကျွန်မလိုက်ပြီးတော့လေ့လာကြည့်ရခါမှဆိုရင်ခံမှန်းကုန်ကြစိတ်ပေါ့နော်အရွယ်စားတီနီယာနဲ့လိုအပ်ချက်တွေပေါ်မူတည်ပြီးတော့ဒေါ်လာ2သိန်းရနေပြီးတော့ကျပ်သန်းပေါင်းများစွာဒေါ်လာ3ပေါင်းများစွာကုန်ကြနိုင်မှာအချက်အမေဆိုတော့ဒေါ်လာ2သိန်းဆိုရင်လောက်ခဆိုတာနဲ့စောက်လို့ရနိုင်တယ်ပေါ့နော်ဒါကလည်းမြေပညာအကူကြီးရတယ်တော်ရှိမှအောင်စောက်လို့ရမှာပါရှင့်ဒီမြေရောက်ဈေးရုံတွေအရဆိုရင်ပြိပခတန်ခမ်းရတဲ့ဒေသတွေမှာစောက်လို့ဖို့အတွက်အသုံးပြုကြတယ် တော့ဒီလိုဆောက်လုပ်ရဆိုလဲနိုင်ငံတကာဖွဲ့စည်းတွေကထောက်ပံ့တဲ့ကိစ္စတွေလည်းရှိတတ်တယ်ပေါ့နော်အဓိကစေယုံဖြစ်သွားရတယ်မရအောင်လေဆရာဝန်ရှိရမယ်စစ်ပစ္စည်းရှိရမယ်ဆက်သက်ဖြစ်ဖို့လေအဲ့လိုမျိုးရှိပါရှင့်ကြောဒေါက်တာဇော်ဝေစိုးကနေပြီးတော့ဒီစေးရုံကိုသူပြောတဲ့သူပြောတဲ့အတိုင်းပဲပေါ့နော်သူပြောတဲ့အတိုင်းပဲဆိုတော့ဒါရွေးချက်ကောင်းနေဆောက်တယ်လို့ပဲကျွန်မမြင်ပါတယ်။ကျွန်မတို့ခါကြရင်လေးဒါစစ်ပွဲရေးကြားထဲမှာရှိနေအမြင်ကနှစ်ဖက်အမြင်ပဲရှိတတ်တာလေးရှိရတယ်။ဒါကျွန်မကြားပြပြောပြတာပါ။သူတို့ကကျွန်မတို့ရဲ့ရှမ်းသူကျွန်မတို့ကလည်းသူတို့အတွက်ရှမ်းသူပဲဟုတ်တယ်နော်။အချင်းချင်းတို့မျိုးစစ်ပွဲပြိပခဖြစ်နေစဉ်စစ်တိုက်နေရတဲ့ဥရှင်းအချင်းချင်း ဒါပေမဲ့ပြည်သူတွေဟာဆိုရင်ဘယ်အဖွဲ့ရဲ့ရန်သူမှမဟုတ်ဘူးရှင်။ပြည်သူတွေအစဉ်ပြေဖို့အတွက်ကိုသူတို့ဘက်ကလုပ်ပေးလို့ရှင်လဲကျမတို့လက်ခံပေးရမှာပဲ။ကျမတို့ဘက်ကလုပ်ပေးရင်လည်းသူတို့လက်ခံပေးရတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာပြည်သူကိုငှဲ့ရတာ။စစ်ပွဲရဲ့သဘောတရားအဲ့လိုရှိရဲ့ရှင်။စစ်တိုက်တဲ့သူတွေအတွက်အဲ့ဒီဒေသမှာရှိတဲ့ပြည်သူတွေကရန်သူမဟုတ်ဘူးရှင်။ဒီတော့သူတွေနဲ့ဒီလိုလှုပ်ဆောင်မယ်ဆိုရင်တော့ကျမဒီရွယ်ချက်လေးကောင်းတယ်လို့သတ်မှတ်တယ်။ဒီတော့မတော်သူတို့ဟိုစားဆိုရင်ဒေါ်လာ၄သိန်းလိုရလာတယ်ပေါ့ရှင်လိုရလာပြီဆိုတော့โอเคလူတွေကဒီပတ်စံကိုလှူနိုင်မလားလှူတဲ့ပတ်စံကိုအန်ယူဂျီကတေချာမန်နေဂျမန့်လုပ်ပြီးတော့ ဒီစေးရုံဖြစ်လာဖို့အတွက်စီမံပေးနိုင်မလားဆိုတာကတော့မကြခင်ပိတ်ကားထပ်မှကြည့်လို့ပဲပြောရမှာပေါ့ရှင့်ဒါပေမဲ့လူဆိုတာတမိုင်းကြောင်းရှိတယ်အဖွဲ့အစည်းဆိုတာတမိုင်းကြောင်းရှိတယ်ဆိုတဲ့အခြေအနေအညီအညူကြီးကအရှိအရှိရှိဒီမှာလှူခံခဲ့တဲ့ပတ်စံတွေကိုတေချာ management ကောင်းကောင်းနဲ့မြေပြင်မှာဖော်ဆောင်မှုလုပ်နိုင်ခဲ့လားဆိုရင်လုံးဝမလုပ်နိုင်ခဲ့ဘူးရှင့်ရှစ်ဆယ်ကံလုံးလောက်ကိုမလုပ်နိုင်ခဲ့ဘူးအရှိမှာဘတ်ကောင်းစင်မျိုးစုံနဲ့လှူခံသွားကြတယ်မိဘပြည်သူများသိပဲဘောတော့ဒီတော့သူတို့ရဲ့ management skill နဲ့ဒီပတ်စံပေါ်မှာတေချာသုံးနိုင်ပါမလားဆိုတာလည်းတန်တရားဖြစ်ဖွယ်ဖြစ်နေရဲ့ရှင့် ဘာဖြစ်ဖြစ်ဒေါက်တာဇော်ဝေဆိုးဆိုတဲ့သူရဲ့ပါဆက်ကပေါ့နော်လူတွေအသက်ကယ်ဖို့အတွက်စေးအောင်စောင့်မယ်ဆိုပြီးစကားပြောတာကိုကျမအနေနဲ့ကတော့ပြောရမယ်ဆိုအားနာလို့သာရှုံပေးလိုက်တာပဲရှိရတကယ်တော့ရင်ထဲမှာမယုံဘူး။ဘာကြောင့်လဲဆိုတော့လူတွေကိုအစိတ်ကပ်ပြီးတော့တတ်ပါမယ်ဆိုပြီးတော့ပြောခဲ့တယ်အစိတ်ပရင်ဒေါက်တာဇော်ဝေဆိုးကလူတွေကယ်ဖို့စေးအောင်စောင့်မယ်ဆိုပြီးစံတောင်းတဲ့ကိစ္စကနည်းနည်းတော့ရှင်ဟိုဘယ်လိုပြောရမလဲဟာမိုနီမကိုက်လို့ရှင်ဟာမိုနီမကိုက်လိန်နေလို့ကျွန်မခံစားရတယ်ပေါ့နော်ဒါပေမဲ့လည်းမြည်တော့ပင်စိုးစေကမှုပေါ့ရှင်ဟုတ်တယ်မလားစေးအောင်လေးဖြစ်သွားတော့လေသူတို့တွေအဆင်ပြေရပေါ့လေအဲ့ဒီဒေတာမှရှိရကလေးတွေ ဒီဘက်တွေမှာသူတို့လာပြီးစေးုံမတက်နိုင်တာပြည်ချက်တွေကြားထဲမှာနေနေရတာဒုက္ခရောက်ကြတဲ့တက်ကြီးရွယ်အိုတွေစေးုံလေးဖြစ်သွားလဲမစိုးပါဘူးလေးဆိုရင်အတွေးလေးပေါ့လေဖြစ်နိုင်သည်သေးသေးလေးပေါ့လေအဲ့တော့ဒေါ်လာ၄သိန်းကိုဘယ်ရရှာမလဲဆိုကျွန်တော်ပြောပြမယ်ရှင့်မိဘပြည်သူတွေဇေယျနေမှာပတ်စံမကောက်နေတော့ပေါ့နော်ဘာကြောင့်လဲဆိုတော့မိဘပြည်သူတွေကရှိသမျှအားလုံးအယိုးရောအသားရောအကြောရောအကုန်လုံးထောက်အုပ်ပြီးတော့အညူကြီးကိုပေးပြီးပြီတချို့ဆိုကိုယ့်ရဲ့သားသမီးတွေကိုပါစတေးပြီးပေးပြီးပြီအခုချိန်ကြီးဘာမှဖြစ်မလာအောင်ရှင့်အညူကြီးကအားနာတဲ့နေပေါ့နော်ဒေါ်လာ၄သိန်းကိုလိုချင်တဲ့ဆိုဒေါ်လာ၄သိန်းပေးနိုင်တဲ့သူတယောက်တော့ရှိရဲ့ရှင့် ဲ့ဒီလိုကျွန်တော်ပြောပြမယ်အဲ့ဒီလိုကလည်းဆရာဝန်ပဲဆရာဝန်ချင်းချင်းဆိုတော့အဆင်ပြေမယ်ဟာမိုနီကိုက်မယ်လို့ထင်တယ်နော်အဲ့ဒီလိုကဘူးလဲဆိုတော့အဆိုတော်ဖြူကျော်တိုင်းမှာရှင့်အဆိုတော်ဖြူကျော်တိုင်းရာဆိုရင်ဒီဂျပန်နိုင်ငံတိုကျိုမြို့မှာဖျော်ပြေပွဲလုပ်ပါတယ်ရှင့်ကျွန်မမှတ်တမ်းပုံလေးပြသထားပါတယ်နော်အဲ့ဒီဖျော်ပြေပွဲရာဆိုရင်အင်မတန်အောင်မြင်ခဲ့တယ်လို့သူတို့ပြောထားတယ်မြန်မာလူကြီးပေါင်း9000တိတိလာပြီးတော့ကြည်ရတယ်ပြီးတော့ဒေါ်လာ၄သိန်းခန့်ရရှိတယ်ဆိုပြီးတော့သူတို့ထုတ်ပြန်ကြေညာထားပါတယ်ရှင့်ဒီတော့ဒေါက်တာဇော်ဝေဆိုးလိုတဲ့ဒေါ်လာ၄သိန်းကိုတော့ဖြူဖြူကြော်သိန်းရနေပြီးတော့ထောက်ပံ့နိုင်မယ်လို့ကျွန်မထင်ပါတယ် တို့နှစ်ယောက်တော့ဆရာဝန်ပဲလေဟုတ်တယ်မလားဒီတော့ဒေါက်တာဆော်ဝေစုလိုတဲ့ဒေါ်လာ၄သိန်းကိုဒေါ်ဖြူကျော်သိန်းဟာရတဲ့ပတ်စံနဲ့ကနေပြီးတော့အကုန်လုံးထောက်ပံ့လိုက်ပြီးလို့ရှင်ညီအောင်စေယုံဆိုပြီးတော့စကိုင်းမှာဆောင်းပြီးလို့ရှင်အဲ့ဒီစေယုံမှာဒေါက်တာဆော်ဝေစုနဲ့အတူတူဒေါက်တာဒေါ်ဖြူကျော်သိန်းမှာလာပြီးတော့ဈေးကန်းထိုင်မယ်ဆိုကိုသိန်းတော်ပါရဲ့ရှင်အဲ့ဒါအောင်မလွေရန်လို့လဲဆိုတော့တော်လိုင်းပတ်မှာပါဝင်တဲ့ဆရာဝန်တွေအများကြီးပဲလေဟန်ထူးလို့ဆိုလဲဆရာဝန်ပဲစစ်တူဝေဆိုလဲဆရာဝန်ပဲလေ အများကြီးပဲဆရာဝန်တွေအများကြီးရှိပါတယ်အဲ့ဒီလူတွေကိုလုံးခေါ်လာပြီးတော့အဲ့မြေအောင်စေအောင်မှာတာဝန်ထမ်းဆောင်လို့ရပါတယ်ရှင့်ပြည်သူတွေတကယ်ချစ်တယ်ဆိုပြောပါတယ်ကျွန်မအနေနဲ့ကအခုပေါ့နော်ဒါအညူကြီးကဒီလိုမျိုး management တွေမလုပ်တတ်ဘူးထင်ပါတယ်မလုပ်တတ်တဲ့အတွက်အရှိအနေရခဲ့တဲ့လူငွေတွေဆိုရင်လည်းပြုံးတီးတယ်ဘယ်ရလို့ရောက်မှလည်းမသိစီးရင်မိတော့လည်းမဖြေတတ်ဖြေလည်းမဖြေဟုတ်နော်အဲ့လိုဆိုတော့ကျွန်မကြားထဲကနေဝင်ပြီးတော့တနာလို့ management လုပ်ပေးတာနော်စေအခုကျွန်မလုပ်ပေးရ management အတိုင်းဆိုရင်စေရုံလည်းဖြစ်သွားပြီးဆရာဝန်တွေလည်းစုံသွားပြီမှလား နော်ပတ်စံလည်းအစင်တဲ့မတော်ဖြူကျော်သိန်းစီမှာဒေါ်လာ၄သိန်းရှိရဲ့ဒေါက်တာဇော်ဝေဆိုးလက်လွဲပြီးယူလိုက်ပြီလို့ရှင်စေယုံဆောက်တော့ပြီးတခါနဲ့လာပြီးတာဝန်ထမ်းဆောင်လိုက်ကြအစင်ပြင်းသွားအောင်လားပြည်သူချစ်တဲ့ဆိုနိုင်ငံအတွက်အနစ်နာခံတဲ့ဆိုဒီတော့ကျမရဲ့စီမံပေးမှုနဲ့ပေါ့နော်အညာဒေတာမှာပေါ့လေအဲ့လိုမြေရောက်စေယုံကြီးဖြစ်သွားတယ်ဆိုလည်းမစိုးပါဘူးရှင်ဘာဖြစ်ပေါ့နော်စေယုံဖြစ်သွားတယ်ဆိုလည်းအော်အညာသူညာသားလေးတွေလက်နက်ကင်ပြိဖက်ကကြားထဲမှာဒုက္ခတွေရောက်နေမဲ့အတူတူစေယုံလေးရှိရောလဲစိတ်ကူရတာပေါ့လေလို့ကျမတွေးမိတာပေါ့ရှင်အာအညူကြီးကဒီတိုင်းထွက်ထားလိုက်လို့ရှင်အဲ့စေယုံကဟိုတန်တရာတပတ်တာလဲွားလဲမယ် ထွက်လာမှာမဟုတ်အိမ်စင်ရောအဲ့ဒါကျွန်မ management လုပ်ပေးလိုက်တာပေါ့နော်အဲ့တော့ကျွန်မ management အတိုင်းလေးကိုစီမံလိုက်မယ်ဆိုတော့ဈေးရုံဖြစ်ဖြစ်ဖြစ်မြည်ပြီးဖြစ်လာနိုင်သေးရဲ့နော်ဒီလား UNG ရဲ့စီမံမှုတိုင်းလုပ်မယ်ဆိုတော့ဟိုကျွန်မတို့နောက်ဖျားပွင့်တော့မသေးကြဘူးသူတို့ဈေးရုံမသေးကြအောင်အဲ့လိုတော့ရှိရဲ့ရှင်နော်ဟိုတကယ်လို့ဖြစ်လာတယ်ဆိုတော့မှ ground 6ချက်ပေါ့နော် ground 6ချက်ပေါ့ရှင်တခုတော့ရှိရနော်မြေအောင်စေအောင်လို့ပြောပြီးဒေါ်လာ၄သိန်းတော့ယူရတယ်နော်တကယ်လည်းဖြစ်လည်းဖြစ်လာဂူထဲမှာဂူတစ်ခုထဲမှာပေါ့နော်တဘာဝတိုင်းရှိနေရဂူတစ်ခုထဲမှာသွားပြီးတော့ စေးရုံကတဲ့နဲ့စေးပစ္စည်းတွားဆင်ပြီးစေးခုနေရမျိုးတော့မမြင်ချင်ဘူးเนาะအဲ့ဒီတော့ဂျိုပြောလိုက်တယ်ရှင်ကျမတို့ကအကြံကောင်းညံကောင်းနေတဲ့လောက်ပေးလိုက်တာအောင်မှာရှင်တို့ကအဆင်ပြေအောင်မလုံဆောင်နိုင်ဘူးဆိုတော့အရှင်တို့လုံဆောင်ချက်ကမိကုန်းထုတ်စီရတယ်အဲ့လိုတော့ရှိပါအရှင်ဒါကျမပြောပြတာပါစေတနာနဲ့အဲ့တော့ဒေါက်တာဇော်ဝေဆိုးရဲ့ပြောပုံရပါဘောเนาะသူသူပြောတာကျမတို့သိတော့မယုံပါဘူးဒါပေမဲ့လည်းယုံပေးလိုက်ပါမယ်ပေါ့သူပြောပုံရဆိုတော့ဒီစေးရုံလေးဖြစ်မြောက်လာရင်တော့အဲ့ဒီဒါမှာရှိရပြီးသူတွေစေးခုနိုင်ပါစေကျမရေးဆောင်ရှောက်မှုလေးတွေရပါစေလို့လည်းကျမအနေနဲ့ဆန္ဒပြုပါရှင့်ကျန်တာကတော့တတဝါတစ်ခုကံတစ်ခုပေါ့ရှင် မိဘပြည်သူများရှင်ကျွန်မစီဟိုပေါ့နော်ဒီနေ့ပြည်သူအတန်လေးတစ်ခုရောက်ရှိလာပါရှင်ကျွန်တော်တို့ brand media ပုံမှန်အားဖြင့်ဆိုတော့ပြည်သူအတန် Viber နေပေးပို့တာဖြစ်ပါတယ်အခုပြည်သူအတန်ကတော့ကျွန်မစီဟိုအပြင်ရနေပြီးတော့ပစ္စည်းသက်တည်နေတကွာပေးပို့လာပြည်သူအတန်ဖြစ်ပါရှင်အဲ့ဒီပစ္စည်းသက်တည်ကိုကျွန်မပြတ်သားပါမယ်အဲ့ဒါတွေကအကြောင်းစိဝတ်စုံလေးတစုံကျွန်မစီရောက်ရှိလာခဲ့တာဖြစ်ပါရှင်အကြောင်းစိဝတ်စုံလေးကိုပေးပို့လာတဲ့မိဘကျွန်မပြောတယ်ဒါတဲ့ grade 4ပေါ့နော်ကျောင်းသားလေးကိုကျောင်းသွားအပ်တဲ့အခါမှာပေးလိုက်တဲ့ဝတ်စုံဖြစ်ပါတယ်သမီးရဲ့ဆိုပြီးတော့ ဒီကိစ္စလေးကလည်းနည်းနည်း online မှာလည်းပြန့်နှံ့နေရတယ်ရှိရပါတော့ရုပ်သံဖိုင်လေးလည်းကျွန်မပြသမှာပဲရှင့်အယုံဆုံးကြည့်လိုက်ပါအောင်ရှင့်ရုပ်သံဖိုင်ထဲမှာပြောထားတာကတော့နိုင်ငံတော်အစိုးရကထုတ်ပြီးတဲ့အကြောင်းစင်ဝတ်စုံ quality ပေါ့နော်အရန်ကြဆင်းနေရဲဆိုပြီးတော့ပြောထားတာပါရှင့်ဘောင်းမီကဟိုဘက်တွေကဖောက်မြင်ရတယ်ပေါ့နော်အဲ့ဒါကျွန်မစီရောက်လာတယ်ကျွန်မလည်းကြည့်ရရှင့်ဒါဘောင်းမီကြည့်တာဟုတ်တယ်ဖောက်ထုတ်မြင်နေရတယ်ဖောက်မြင်နေရတယ်ပေါ့နော်ဒါပေမဲ့ခြေသားလေးနဲ့တူပါရှင့်ခြေသားလေးအိတ်ဒီလေးနဲ့ဒီလိုပဲခြေသားလေးဆိုတော့ကျွန်မထင်တယ်ရှော်လိုက်လို့ရှင့်ခြေသားဆိုတော့ကျွန်မနဲ့ကျုပ်သွားတာဆိုတော့လေအဲ့လိုလေးတော့ ဟိုကျုံသွားတော့မြန်နည်းနည်းများထူရောမလားဘောတော့ကိုလည်းစိတ်ကူးရင်မိရပါဘာလို့လဲတော့ရှိမလားမသိဘူးရှင်ဒါချုပ်ရိုးချုပ်သားကိုကြည့်ရတာတော့ရှင်အရင်ကောင်းတယ်တော့မဟုတ်ဘောကောင်းတယ်တော့မဟုတ်ဆိုမှတော်တော်မကောင်းတဲ့ပုံစံလေးတော့ရှိရဲ့ရှင်ကျွန်တော်ပြောမှအားနာလို့တိကချိုးချုပ်သားအတွင်းဘက်တယ်ဆိုလည်းနည်းနည်းတော်တော်ကြီးကိုမညီမညာပါတော့အဲ့လို line တွေလည်းမညီဘူးချိုးရိုးချုပ်သားဆိုတာညီရရလေအဲ့လိုမညီတော့ခြေရကိုထွက်တီထွက်နေဆိုတော့ကျွန်မထင်တယ်တစ်ခါတစ်ခါကြမ်းကြမ်းတန်းလျှော်လိုက်လို့ရှင်ပြဲတာချိုးရိုးပြည်တာဖြစ်သွားနိုင်တယ်ရှင် အဲ့ရဲ့အဖြူဆိုလဲဒီလိုပဲဒါကျွန်မတတ်သိနေတဲ့ကွာပြတာနော်အဲ့အဖြူဆိုလဲဒီလိုပဲဒါလေးကအိတ်ဆက်ဆိုင်လို့သိရပါရှင့်အိတ်ဆက်ဆိုင်လို့သိရတယ်အိတ်ကြီးကချုပ်ထားတာကဒီလိုပဲတွန့်တက်ပြီးတော့လေဒီချုံရိုးလက်မောင်းနေဆိုရမ်းသိတာရှင့်အရန်တွန့်ပြီးတော့ဗောနော်ကျွန်မချုပ်တာနဲ့ပတ်သက်ပြီးနည်းနည်းနားလဲတယ်ကျွန်မအရင်တော့ဒီ content writer လဲလုပ်တော့လေ content writer လုပ်ရင်းနဲ့ကျွန်မအားလက်တဲ့အချိန်ဒီမှာဆက်ချုပ်ရရှင်ဆက်ချုပ်တာကျွန်မအိမ်မှာဆက်ရှိရဆက်ရှိရကျွန်မကောင်းကြီးကျိုးလေးချုပ်တယ်ထမိန်လေးပဲကျွန်မကောင်းကောင်းချုပ်တတ်တယ်ထမိန်ခွင်းနဲ့ချုပ်လားလေးလွှာထမိန်ယူလားပတ်ထမိန်ယူလားကျွန်မချုပ်တတ်တယ် ချုပ်တာနဲ့ပတ်သက်ပြီးကျမနီးစပ်မှုရှိရဲဆိုတာပြောချင်တာဒီတော့ကျမရဲ့အမြင်အရဆိုတော့ဒါကတော်တော် quality နေကြတဲ့ချုပ်ရိုးချုပ်တာတွေပဲရှင်ကျမတို့ချုပ်တဲ့အခါမှာတွန့်မှာမချုပ်အောင်သူကလေချုပ်လိုင်းတွေကိုတေချာလေးညီညီညာညာလေးချုပ်ပြီးမှဒီအဲ့တထဲ quality ဆိုတာပြည့်သွားတာပြီးတော့ဘေးမှာချုပ်လိုင်းကိုလည်းတေချာလေးထည့်ထားတာမရှိဘဲနဲ့ဒီဓားဆက်လေးလိုက်ထားတဲ့ပုံစံလေးပေါ့နော်ဒီတော့ဒီဟာဒီချုပ်လိုင်းဟာမကောင်းတဲ့အတွက်ဆွဲလိုက်တာနဲ့ပြဲသွားတဲ့အခြေအနေမျိုးလည်းကြုံနိုင်တယ်ရှင်ကျွန်မတို့အနေနဲ့အကဲဖြတ်ရမယ်ဆိုရင်တော့ရှင်တော်တော်တော့ quality လေးရနေနဲ့အစမပြေဖြစ်တယ်ဆိုတာတကယ်ပါပဲရှင် ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မသတင်းသုံးသက်ချက်လေးနေနဲ့ဘောနော်သတင်းသုံးသက်ချက်ဆိုတာထက်ကျွန်မတို့နိုင်ငံမှာဖြစ်နေတဲ့ကိစ္စလေးပေါ့ရှင်အဲ့လေးလည်းကျွန်မမိဘမိသူများသိအောင်လို့နိုင်ငံရဲ့အခြေအနေလေးနဲ့နှိုင်းရှင်ပြီးတော့လည်းပြောပြပေးချင်ပါတယ်ရှင်ကျွန်မခုပြောပြပေးမှာတော့ကျွန်မနိုင်ငံရဲ့နိုင်ငံရေးဘတ်ဂျက်ပေါ့နော်ပညာရေးဘတ်ဂျက်ပေါ့ရှင်သုံးစွဲမှုအခြေအနေလေးဖြစ်ပါတယ်ကျွန်မနိုင်ငံမှာသိရတဲ့အတိုင်းပဲစီရေးအသုံးစိတ်ကတော့များနေလေများနေရရှင့်ဒါကဒါကတော့နိုင်ငံရဲ့ကာကွယ်ရေးအရေးကြီးနေတာဟုတ်ဒီတော့အခြားအသုံးစိတ်တွေကိုအနေငယ်ရှော့ချတဲ့အခါမှာပညာရေးဘတ်ဂျက်အသုံးစိတ်ကလည်း နဲပါသွားတာတော့အမှန်တရားပဲရှင်ပြီးတော့အခုကျမပြောတဲ့အင်ဂျီလို quality မျိုးပေါ့နော်အဲ့လိုမျိုးအခုကျမကျမတို့မြင်ရတာမဟုတ်ဘူးရှင် NFT လက်ထက်ကလေးကကျမတို့ကလေးတွေကိုပေးတဲ့ចောင်းစိမ့် quality ဟာဆိုရင်ဒီ quality ပဲမတိုးလာဘူးအဲ့ quality ကအခုလည်းဒီတိုင်းပဲ NFT လက်ထက်တော့လည်းဒီလိုပဲ quality ခက်ညံ့ညံ့ပဲရှင်အဲ့တော့ចောင်းဝတ်စုံချုပ်လုပ်ခြင်းအတွက်ကိုနိုင်ငံတော်ကဘယ်လိုလှုပ်ဆောင်လဲဆိုတာလေးကိုလည်းကျမဘူးတုဒ္ဒအနေနဲ့ပြောပြပေးပါမယ်ရှင် မြန်မာနိုင်ငံမှာဆိုရင်ရှေ့ကပညာကျောင်းများတော့နိုင်ငံတော်ကထောက်ပံ့တဲ့ကျောင်းဝတ်ဆောင်တွေဆိုတာရှိပါတယ်။အဲ့ဒါတွေကိုပြည်တွင်းမှာရှိတဲ့အထက်ကျုပ်လုပ်ငန်းတွေနဲ့ဝန်ကြီးပညာရေးဝန်ထမ်းဌာနရဲ့စီမံခန့်ခွဲမှုနဲ့ချုပ်လုပ်လို့ရှိပါအရှင်။အသေးစိတ်ချက်လက်တွေဆိုမှပြောပြပါမယ်။အဓိကကတော့ကျောင်းဝတ်ဆောင်ချုပ်လုပ်တဲ့နေရာတွေကပြည်တွင်းအထက်ကျုပ်စက်ရုံတွေမှာပဲချုပ်လုပ်တာများပါအရှင်။နိုင်ငံတော်ကအတည်ပြုထားပြီးရဒေသဆိုင်အထက်ကျုပ်စက်ရုံတွေဥပမာရန်ကုန်မန္တလေးပြည်ကြီးတကွန်စတဲ့မြို့နယ်ကြီးတွေမှာရှိတဲ့အထက်ကျုပ်စက်ရုံတွေမှာနိုင်ငံတော်ကနေပြီးတော့ဒီအဝတ်အစားတွေကိုချုပ်လုပ်ဖို့တောင်းအပ်ပါတယ်။ အထူးသဖြင့်ကတော့ဒီဂျေလက်ဒေတာဖွံ့ဖြိုးရေးအတွက်ကိုပေါ့နော်ဒေတာကန်လုပ်ငန်းရှင်တွေနဲ့ချုပ်လုပ်ဖို့အတွက်ကိုပဲစာချုပ်ချုပ်ဆိုလေးရှိပါရှင့်နိုင်ငံတော်ကနေပြီးတော့ဒီလိုမျိုးပေါ့နော်ကျောင်းသူကျောင်းသားတွေအတွက်ဝတ်စုံတွေထောက်ပံ့နေဆိုတာကလည်းအခြေခံလူတန်းစားမိသားစုတွေဝန်တို့ဝန်ဖို့ကြောကြစေဖို့အတွက်ရယ်ပြီးတော့ပြည်တွင်းအခြေအထည်ချုပ်လုပ်ငန်းတွေဖွံ့ဖြိုးစေဖို့အတွက်ကိုရည်ရွယ်ပြီးတော့ဒီလိုမျိုးလုပ်ငန်းတွေလုပ်ပေးရဖြစ်ပါရှင့်ဒီလိုမျိုးကျောင်းဝတ်စုံတွေအတက်ခါမှာဆိုတော့ပညာရေးဝန်ကြီးဌာနရဲ့ချမှတ်ထားတဲ့စာရင်းစာရင်းစာညုံးပေါ်ရှင်စာရင်းစာညုံးနဲ့အညီချုပ်လုပ်ရတာရှိပါတယ် အဓိကကျောင်းဝတ်စုံတွေကအဖြူအောင်အင်ဂျင်နဲ့ဆေးရောင်ပေါင်းပြီးပေါ့နော်ဒါလေးအသုံးပြုတဲ့အတွက်ချုပ်တဲ့နေရာမှာချုပ်ပြီးစနစ်နဲ့ချုပ်သားအရှည်သွေးကိုလည်းဝန်ကြီးဌာနကသတ်မှတ်ထားတာရှိပါရဲ့ရှင့်ဒီလိုသတ်မှတ်ပြီးတော့အထည်လေးအပ်တဲ့ခါမှာပေါ့နော်နိုင်ငံတော်ကလှုပ်ဆောင်ချက်ကအစစ်စစ်လှုပ်ဆောင်ရတာရှိရဲ့သူ process လေးပေါ့ရှင့်အဲ့ဒါပါလဲဆိုတော့အရင်ဆုံးဒီကျောင်းတွေကပေါ့နော်တစ်နှစ်တစ်နှစ်မှာကျောင်းသားဥယျာဉ်နဲ့ဒီကျောင်းသားဥယျာဉ်ဘယ်နှဦးတော့ကိုချပေးမယ်ဆိုတာကိုပညာရေးမှုတွေကနေပြီးတော့တင်ပြရတယ်တဲ့ ဒါပညာရေးမှုတွေကကိုယ်ဒေတာမှာဆိုရင်ဘယ်ចောင်းသားတွေအတွက်ဘယ်လောက်ပေးမယ်ဘုံတော့ဘယ်ចောင်းသားရှိအတွက်ဘယ်လောက်ရှိရဒီចောင်းသားတွေခန္ဓာကိုယ် site ဘယ်လောက်ရှိရစသဖြင့်ဒါမျိုးတွေကိုတင်သွင်းရအောင်လို့ထင်ပါတယ်ရှင့်အဲ့ဒီကမနေပြီးတော့အိမ်ချုပ်လုပ်ဖို့အတွက်ကိုနိုင်ငံတော်ကနေပြီးတော့ဘတ်ဂျက်ပါညာစီမံပြီးတော့ဒီ site နဲ့ကတော့ဒီလောက်ထုတ်မယ်ပေါ့နော်ဒီလိုမျိုးစီစဉ်ပြီးပြီဆိုတော့တင်ထားခေါ်ယူရဲကိစ္စတွေလုပ်ပါအရှင့်အဲ့လိုခေါ်ယူပေးရခါမှဆိုရင်ဈေးနှုန်းနဲ့အရှိသွေးရနှိုင်းရှင်စီပြီးတော့စာချုပ်ချုပ်ဆိုပါတယ်တင်တာကဟိုပေါ့နော်တရားမျှတစွာနဲ့ရိုးရိုးသားသားခေါ်ယူမယ်ဆိုတော့အဲ့လိုမျိုးအရေးချင်းတွေကိုနှိုင်းရှင်ပြီးတော့မှစာချုပ်ချုပ်ကြတာအရှင့် ဒါပေမဲ့တချို့တချို့နေရာတွေမှာတော့စိတ်မကောင်းစရာပေါ့နော်ဒါသတင်းလေးတစ်ခုပေါ့ရှင်စိတ်မကောင်းစရာသတင်းလေးကတော့လက်သိရခေါ်ပေးရဆိုပုံစံမျိုးလေးရှိနေရပေါ့ရှင်ဒါလေးကမသိတော့ပါဘူးလက်သိရခေါ်ပေးရဆိုမှတော့ရှင်ဒီလိုရဲ့ quality ကိုဖယ် check လုပ်တော့မယ်ရှင်ကျူစီပဲရှိတော့မယ်ဟုတ်တယ်မလားဟဲ့လိုပေါ့နော်ဒီတော့ဟိုတကယ်တင်တာရဲ့အရေအသွေးတင်တာရဲ့လှုပ်ဆောင်ချက်ရလှုပ်ဆောင်ရမယ်အမှန်ပေါ့နော် process အမှန်ကတော့တင်တာကိုလာပြီးတော့ရှင်ပြိုင်တဲ့လုပ်ငန်းရှင်တွေမှာအရေးအချင်းတွေစေရမယ်ငါတို့ဒီဇိုင်းနမင်းတို့ချပေးမယ်မင်းတို့ငါတို့ဘယ်လို quality ပေးနိုင်လဲဆိုတာလေးတွေကို စစ်ဆေးပြီးတော့ဒီကုမ္ပဏီကဒီ quality ပေးတယ်ဒီကုမ္ပဏီကဒီ quality ပေးတယ်ဆိုရင်ပိုကောင်းတဲ့ quality ကုမ္ပဏီပေါ့နော်အဲ့ဒီကုမ္ပဏီကိုရွေးချယ်ပြီးတော့ tender ချပေးရဲ့ကိစ္စတွေကဒါ process အမှန်ပဲရှင့်ဒီလုပ်ငန်းစဉ်တွေပြည့်စည်ရင်တော့ဒီလိုမျိုးအထက်မှာအရေးသွေးကြဆိုင်မှုတွေဖြစ်တာပါရှင့် ကျွန်မခုပြောပြတာနိုင်ငံတော်မှာတရားဝင်လှုပ်ဆောင်တဲ့ process လေးတွေကိုမိဘပြည်သူများသိအောင်ပြောပြတာပါနိုင်ငံတော်မှာလည်းလုပ်ငန်းစဉ်တွေအများကြီးရှိရဲဆိုတော့သိစေချင်လို့ပါနော်ဒီကြားထဲမှာမှာမှောင်ရင်းမှုတွေဖြစ်တဲ့ခါကျရင်ဘယ်ဆင့်မှာဖြစ်တယ်ဆိုတာလေးရတော့မိဘပြည်သူများအနေနဲ့ကဟိုနိုင်ငံတော်ကပြန်စစ်ရတာပေါ့နော်မိဘပြည်သူတွေကတော့ခါကျရင်အဲ့လိုမျိုးအစိုးရတစ်ခွဲလုံးအထင်လွဲကြတာရှိလို့လေ process လေးပြောပြတဲ့ခါကျတော့ဘယ်နားလေးမှာမှားထားတာလဲဆိုတော့မိဘပြည်သူများလည်းရိတ်ဖန်းတန်ဖန်းသိတာပေါ့ရှင့်အခုဒီလိုမျိုးဒီချုပ်ခိုင်းတဲ့အစီအစဉ်ရောက်ပါတယ်ပေါ့နော်ကျွန်မခုရှင်းပြတာ ။ချုပ်ကိုင်းပြည့်ရခါကျရင်သူကပြန်လဲဖြန့်ပြီးသွားတယ်။ဖြန့်ပြီးရခါကျလို့ရှင်ချုပ်ပြီးသားဝတ်စုံတွေရောခရိုင်မြို့နယ်အဆင့်ပြည်ရင်ရုံမှုပြည်ရင်ရုံနယ်အနေနဲ့တဆင့်ကျောင်းတွေကိုပို့ဆောင်ပါရရှင့်။အဲ့လိုပို့ဆောင်တဲ့အခါမှာဆိုရင်ဟိုးအရင်ကတည်းကဖြစ်တတ်တာကတဲ့အချို့ဒေသတွေမှာအင်ဂျီမကြခဏပြဲတာကျောင်းသားတွေနဲ့အရွယ်စားကိုက်ညီမှုမရှိတာပေါ့နော်အဲ့လိုကိစ္စတွေဖြစ်တဲ့အတွက်တိုင်ကြားမှုတွေရှိရလို့လည်းသိရပါတယ်။အဲ့ဒီကျောင်းသားနဲ့အင်ဂျီနဲ့အရွယ်စားမကိုက်တဲ့ကိစ္စလည်းရုပ်သံဖိုင်တစ်ခုတက်လာပါရှင်ရှိလည်းရှိရပါတယ်။ဆက်မပြတ်တာပါမယ်ရှင်။ ဒါ grade 5ចောင်းသားလေးကိုပေးတဲ့ဝတ်စုံကိုသိရပါရှင့်ကလေးကအကောင်လဲထွားတော့လေသူရလာတဲ့ဝတ်စုံနဲ့သူလည်းမကြိုက်တော့လေတော်တော်ရည်စရာလေးဖြစ်နေအောင်ပါရှင့်ဒါပြင်ဟိုဒီလိုဝစ်စုံလေးပေါ့နော်ပို့တဲ့အခါကျလို့ရှင်ကျေးလက်ဒေတာတွေဝေးလံခေါင်ပြတဲ့ဒေတာတွေအတွက်ဆိုရင်နိုင်ငံတော်ကပို့ဆောင်တဲ့အခါမှာနှောင့်နှေးကြံ့ကြာမှုတွေလည်းရှိတတ်ပါရှင့်ဒါနိုင်ငံတော်ဘက်ကခက်ခဲလို့ပြောပြတာပါရှင့်ဒီတော့ကျွန်မအနေနဲ့ကျေးဇူးအတန်လေးတစ်ခုကနေချိတ်ဆက်ပြီးတော့နိုင်ငံတော်လုံဆောင်ချက်ကြီးတစ်ခုလုံးကျွန်မရှင်းပြပေးတာဖြစ်ပါရှင့်ဒီတိုင်းပဲနှစ်တိုင်းနှစ်စဉ်နေတိုင်းလုံဆောင်ပြီးတော့ပြည်သူရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာပေါ့နော် ဒီတော့ကျွန်မခုပြောပြတဲ့ process တွေမှာဆိုရင်ဒီလို quality ဖြစ်သွားရခြင်းအကြောင်းရင်ဘယ် accent လောက်မှမှားသွားတယ်လို့မိဘပြည်သူတို့ထင်ပါတယ်ရှင်။မိဘပြည်သူတို့ထင်တဲ့အဆင်လေးကို comment မှာရေးသွားလိုက်ပါနော်။ကျွန်မလည်းသိကြလို့ပါရှင်။အဆင်တစ်ခုခုမှာတော့လွဲချုံမှုဖြစ်ခဲ့တဲ့အတွက်ဒီလိုအခြေအနေဖြစ်သွားတယ်လို့ထင်ပါတယ်။ပြီးတော့နောက်ထပ်တွေးဆကြတဲ့ကဘာလဲဆိုတော့အထည်လေးတွေဒီလို quality မကောင်းတဲ့အခြေအနေတစ်ခုပေါ့နော်ဖြစ်လာခဲ့ရဲဆိုတော့ကျွန်မနိုင်ငံတော်ကဒီလောက်ပဲတတ်နိုင်တာလည်းဖြစ်နိုင်တယ်ရှင်။မအောင်တော့ဒီထဲကျုပ်စေုံသမားတွေခေါ်ကြတဲ့အနေပြီးတော့နိုင်ငံတော်ရဲ့တက်နိုင်တဲ့ quality ငွေကြေးရပါတော့ အထက်ရုပ်ဆိုင်ရောပေးနိုင်တဲ့ quality ကလည်းဒီလောက်ပဲရှိတဲ့အတွက်ဒီလောက်ပဲလုပ်ပေးနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါရဲ့ရှင့်။ဘာကြောင့်လဲဆိုတော့ကျမတို့ကလောလောဆယ်မှာနိုင်ငံတော် budget ကလည်းအများကြီးမသုံးနိုင်တဲ့အချိန်လေးဆိုတော့လေတို့ကိုပဲကျမတို့ပြစ်ပြောလို့လည်းမရအောင်ဘူးနော်။တို့လည်းရသလောက်နေနဲ့ပေးတာလည်းဖြစ်နိုင်တာပါရှင့်။မိသားစုလိုပါရှင့်။အဖေဆိုတော့တော့သားသမီးကိုအားလုံးကပြည့်စုံပြီးအကောင်းဆုံးနဲ့ပေးချင်တာပဲ။ဒါပေမဲ့ကိုကရှာနေတဲ့ဝင်ငွေလေးအလိုက်တော့သားသမီးကိုတင့်တယ်လို့ဆင်ရတာပါရှင့်။ပစံချမ်းသာတဲ့သားသမီးရဲ့ brand ဝင်နိုင်နေမယ်ငွေကြေးမချမ်းသာတဲ့သားသမီးလေးရဲ့ကြားလည်းရိုးရိုးရှင်းရှင်းခြိသားလေးပဲဝယ်ရတယ်လို့ဟောရှင့် ကျမတို့နိုင်ငံရဲ့ budget အရဆိုတော့အရန်ကြီးတန်ဖိုးကြီးလို့နဲ့အဝတ်အစားတွေမျောလင်းလို့တော့မရတာမှန်ပါပဲရှင့်။ဒါကျမအနေနဲ့အကြံပြုတဲ့ဆက်ချက်တွေကိုလည်းတစ်ခါလေးပြောပြပေးချင်ပါရှင့်။နိုင်ငံတော်လည်းကျမအပြစ်မပြောချင်ပါဘူး။ဘယ် process မှာမှားသွားလဲဆိုတော့လည်းကျမတို့အတိအကျပြောဖို့ခက်ပါတယ်။နိုင်ငံတော်နဲ့တွေ့ဆုံပြီးတော့ပြည်ရန်ဝင်ဌာနနဲ့တွေ့ဆုံပြီးတော့ဒီ budget တွေကိုစစ်ဆေးလို့ရမယ်ဆိုတော့လည်းဒါဘယ်ဆင့်တွေမှာတော့လွဲချော်သွားတယ်ဆိုတော့လည်းသိရတာပေါ့နော်။အဲ့လိုမှမဟုတ်တော့ဘလို့မှသိစရာအကြောင်းမရှိပါဘူးရှင့်။သူတို့တို့ကိုတို့တို့အခြေအနေပေါ့နော်။တန်တရားဝင်တဲ့အခြေအနေလောက်ပဲရှိမှာပါရှင့်။ဒီတော့ကျမအနေနဲ့အကြံပြုချင်တာကတော့ ဒီအင်ဂျီလေးရပါတော့ဒါကျမပြန်ပြပါမယ်အင်ဂျီလေးရဆိုရင်ဒီလို quality ဖြစ်နေရဆိုရင်ဒီလေကုတ်လေးမှာ80ဆိုတဲ့ site လေးပါတယ်အဲ့ဒီ site လေးပေါ့နော်ဒီ site လေးဒီနေရာမှာဆိုအင်ဂျီကြတာတစိမ့်တစိမ့်ထည့်ရတဲ့နေရာပေါ့နော်အဲ့ဒီနေရာလေးမှာဒီအင်ဂျီကိုချုပ်လုပ်တဲ့ဆက်ယုံပေါ့နော်အထည်ချုပ်ဆက်ယုံနာမည်လေးကိုတစိမ့်အနေနဲ့ထည့်လိုက်လို့ရှင်အဲ့လိုထည့်ဖို့အတွက်ညွှန်ကြားလိုက်မယ်ဆိုနောက်နှစ်တင်မှာမကောင်းလားရှင်ဒါဆိုရင်အထည်ချုပ်ဆက်ယုံနေရာဆိုရင်ဒီအင်ဂျီမှာငါတို့ရဲ့အထည်ချုပ်ဆက်ယုံနာမည်ပါမှာဖြစ်တဲ့အတွက်ငါတို့ဒီ quality ကိုတေချာပေါ့ထိန်းပြီးတော့လုပ်မယ်ဆိုရင်အတွေ့လေးဝင်သွားမှာပေါ့ရှင် ဟုတ်တယ်မလားဒါဆိုရင်ဒါဘဲဆက်ရောချုပ်မှမသိဘူးဘသူလက်ချက်မှမသိတော်တော်ကြီးတော့ချုပ်ရွတ်ရွတ်ဆောင်းနေရဲ့ရှင်အခြေချုပ်ဆက်ရောနာမည်လေးနဲ့ဖုန်းနံပါတ်လေးဒါပါမယ်ဆိုရင်ဒီအခြေချုပ်ဆက်ရောစီကို complaint တွေအများကြီးတက်လာလိမ့်မယ်အဲ့ချိန်ကြလို့ရှင်ငါတို့လုတ်သွားတာဒီကောင်းတယ်ဆိုရင်ချီးကျူးမှုတွေခံယူလို့ရတယ်ငါတို့လုတ်သွားတာမကောင်းဆိုတော့လည်းဘာဖြစ်လဲပြည်သူတွေရဲ့အပြစ်တင်မှုခံရမှာပေါ့ရှင်တိရောက်ကတော့တာဝန်ယူရမှာပဲလေနိုင်ငံတော်ကနေပြီးတော့အခြေချုပ်ဆက်ရောတင်တာချပေးရခါမှာဆိုရင်လည်း ထဲကျုပ်ဆိုင်ရောင်ကထုတ်လာတဲ့ပစ္စည်းတွေလည်းထဲကျုပ်ဆိုင်ရောင်ကလည်းကျူစီရှိမှာပဲလေဟုတ်လားသူတို့ quality ကိုသူတို့ check လုပ်မှာပဲအဲ့ဒီတဆင့်မှာ quality check လုပ်ပြီးပြီနိုင်ငံတော်ကဒီပစ္စည်းတွေလက်ခံယူတဲ့အခါမှာဆိုရင်လည်း quality check လုပ်ပြီးမှလက်ခံတာမဟုတ်လားမျက်စိမိတ်ပြီးလက်ခံလိုက်တာတော့မဟုတ်မသေးကြတဲ့အဆင့်ဆင့်စစ်ဆေးမှာပဲအဲ့လိုစစ်ဆေးပြီးတော့မှပြည်သူတွေလည်းထဲကိုဒွေးကြီးရောက်တာရှင့်ဒီတော့ပြည်သူတွေအနေနဲ့ကဘောနော်မေခုံးထုတ်တဲ့အခါမှာဆိုရင်တော့ နည်းနည်းပေါ့နော်ဒစိလေးပိုင်တော့ပို့ထုတ်လို့ကောင်းတာပေါ့ရှင်အခုကဘာလို့လက်ချက်မှမသိရချင်းနေပေါ့ရှင်ပြီးတော့နိုင်ငံတော်ဘတ်ဂျက်ကိုလည်းကျမတို့ကမသိရတဲ့အတွက်အော်ဒီ quality ကနိုင်ငံတော်ပေးတဲ့ဘတ်ဂျက်နဲ့ကိုက်လာမကိုက်လာတော့မိခွန်းတွေကအများကြီးရှင်ဘာလို့မှဆွဆွဲလို့မရတဲ့အခြေအနေတစ်ခုဖြစ်နေတာပေါ့ရှင်ဒါပေမဲ့တေချာလာတော့မြေပြင်ကိုရောက်သွားခဲ့တဲ့အထက်အားဆိုရင် quality ပြည့်မီခြင်းမရှိဘူးဒါကြောင့်ကျမတို့အနေနဲ့တည်သူတန်အနေနဲ့တင်ဆက်ပေးရဖြစ်ပါရှင်ဒီနေရာမှာကျမတို့ခုပြောချင်တာအချို့ပြည်သူတွေရဲ့စိတ်နေစိတ်ထားလေးပါရှင် အော်နိုင်ငံတော်ကအရင်ကတောင်မှအလကားပေးနိုင်တာမှမဟုတ်ဘူးအခုပေးလိုက်တာယူလိုက်ပေါ့ဆိုပြီးတော့ပေါ့နော်အဲ့လိုပြောကြတာဒါကလည်းအပြည့်အဝမမှန်ပါဘူးရှင်ကျွန်တော်တို့နိုင်ငံတော်နားလည်းပေးလို့ရတယ်အခုဒါကျွန်မတင်ဆက်တာလည်းနားလည်းမူနေပဲတင်ဆက်ပေးတာပါနိုင်ငံတော်ဖီးအားပေးရမှာပေါ့ရှင်နိုင်ငံတော်ကဘတ်ဂျက်ကနည်းရနော် quality ကနည်းမှာပဲဆိုတာလို့လည်းကျွန်မပြောပြထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်မတို့ပြည်သူတွေသိရမှာဒီမိုကရေစီကိုလိုချင်တယ်မဟုတ်လားဒီမိုကရေစီလိုချင်ရှင်ကိုယ်တိုင်လည်းစီကံရှိရမယ်ကိုယ့်အခွင့်အရေးကိုလည်းကိုသိရမယ်ရှင်ကျွန်မတို့ပေးထားတဲ့အခွန်အခတွေနဲ့ပဲဒီအင်ဂျီဖြစ်လာရတာရှင်ဒီပစ္စည်းတွေဖြစ်လာရတာရှင် ကျမတို့ဟာဒီကိစ္စအားလုံးနဲ့တတ်ဆိုင်မှုရှိတဲ့သူတွေပါဒီမိုကရေစီစနစ်မှာဆိုရင်လေဒီမိုကရေစီဖြစ်သွားလို့ရှိရင်ကျမတို့အခွန်ရှောင်လို့မရဘူးเนาะအခွန်ကိုအပြည့်အဝပေးရတယ်အခွန်အတွက်ကျမတို့ခက်ခဲနေတော့မှရအောင်ပေးရတယ်ဒါကျမတို့တောင်းဖို့ပြီးနိုင်ငံထဲမှာကျမတို့ဥပဒေလိုက်တာပြီးစီးနေကန်နေနေရတယ်အဲ့ဒီအတွက်ကျမတို့ရရှိရမယ်အခြေအနေရတယ်အပြည့်အဝရှိမှရမှာရှင့်ထောင်နာတယ်လို့လို့ပါတယ်ကျမခုပြောတာနိုင်ငံတော်အပြစ်တန်တာလည်းမဟုတ်ဘူးကျမနိုင်ငံမှာရှိတဲ့အခက်အခဲလေးကိုတင်ပြပေးတာ ဒီမိုကရေစီနိုင်ငံသားတယောက်လုပ်ချင်တယ်ဆိုရင်ကိုယ့်အခွင့်အရေးကိုသိရတယ်ဆိုတာလေးကိုကျွန်မသင်ကြားပေးတာဖြစ်ပါရှင့်ကျွန်မနိုင်ငံအခက်အခဲလေးရလို့ရှိပါတယ်တောင်းဝတ်ဆုံးတစ်ခုတည်းမှာတော့မှဒီလို process ကြီးအများကြီးနဲ့ခက်ခဲမှုတွေရှိနေဆိုတာနိုင်ငံတော်ကလည်းသိဖို့လိုလို့ပြည်သူတွေကလည်းသိဖို့လိုတယ်ရှင့်ဒါလေးကိုကျွန်မအားလုံးကြားထဲမှာအစဉ်ပြောင်းပြောပြပေးရဖြစ်ပါရှင့်တော်တော်အမြန်ပေါ်ဖို့သာဆူတောင်းကြပါရှင့်ဒီလားတော်တော်ကိုယ်စလဲတွေရေးရှင်းရှိရှိရှိလာဖို့သာဆူတောင်းကြပါအချင်းကြလို့ရှင့်ကျွန်မတို့ media မှာတင်ဆက်တာတန်ပုံမထိရောက်တဲ့ အစိုးတင်သွင်းချက်တွေပြည်သူအတန်တွေကိုလွှတ်တော်တွေမှာဆွေးနွေးနိုင်မှာရှင့်ဒါကအရေးကြီးရဲ့အတွက်ကျွန်တော်ပြောပြပေးတာဖြစ်ပါရှင့်မိဘပြည်သူများရှင့်ကျွန်မအနေနဲ့အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့မြန်မာနိုင်ငံရဲ့ပကတိအရှိတရားကိုအပြည့်အဝထင်ဟပ်စေမယ့်သတင်းလေးတော့ထင်နေရှင့်ကျွန်မရွေးချယ်ပြီးတင်ဆက်ပေးတာပါအဲ့ပါလဲဆိုတော့ရောက်ခိုင်းပြည်နယ်မှာဆိုရင်အခုတို့ကလည်းစစ်မှုတော်ဥပဒေဆိုတာထုတ်လိုက်ပြီးရှင်ထုတ်လိုက်ပြီးပေါ့နော်တို့ကအေးရထုတ်ထားတာပါလဲဆိုတော့မျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်တဲ့ NDEP ပေါ့နော်အဲ့လိုပေးထားရရှင်တို့ကအဲ့ဒီပြဋ္ဌာန်းချက်ကိုထုတ်လိုက်တယ် အော်သူတို့ထောက်ထားတဲ့စစ်မှုထမ်းဥပဒေပေါ့နော်အဲ့ဥပဒေနဲ့ပတ်သက်ပြီးကျွန်မနည်းနည်းသွားလေ့လာဖြစ်တယ်ရှင်အဲ့လေ့လာဖြစ်တာလေးကျွန်မပြန်လည်းညှောက်ပေးပါမယ်သူတို့ကဒီစစ်မှုထမ်းလာတဲ့သူတွေဆိုတော့တင်တန်းနှစ်လပဲပေးမှာသူတို့တစ်လပေးပြီလို့ရှင်ကာကွယ်တောင်ဝန်နှစ်နှစ်ထမ်းဆောင်မယ်တဲ့ပြီးတော့သာသနာ့ဝန်ထမ်းအပါအဝင်ဆယ်ယောဂဖြစ်နေတဲ့သူတွေနဲ့အခြားအခြေအနေအောက်မှာစစ်မှုထမ်းကင်းလို့ခွင့်ရရှိရတဲ့သူတွေလည်းရှိရောရှိရဲ့ဒါမဲ့ဟိုဘယ်လိုမျိုးလူတွေကင်းလို့ခွင့်ရမလဲဆိုတာကတော့ကျွန်မလည်းမပြောတော့ဘူးပေါ့နော် ။ဒေချာနာကတော့ရခိုင်လူမျိုးဆိုတော့မလွတ်လောက်ဘူး။ရှန်ချလူမျိုးဆိုတော့ပြောတတ်ဘူး။ဆိုတော့သူကရခိုင်လူမျိုးအပြင်အခြားလူမျိုးတွေကိုမယုံဘူးဆိုတော့လေခင်ဗျစစ်မှုတဲ့ကင်းလွတ်ခွင့်ထဲမှာရခိုင်လူမျိုးမဟုတ်သူများတော့ပါမှာပေါ့နော်။အဲ့တော့ရှိပါရှင်ပြီးတော့တို့ရတဲ့ရာရီရွှေဆိုင်ခွင့်လေးရွှေဆိုင်ခွင့်လေးဆိုတာလည်းပါတယ်။သူကထန်းဆောင်ကြီးရှုပ်ပုတ်ခွင့်လေးလည်းပါတယ်ရှင်။ဒါကျမတို့တက်မတော်ကနေပြီးတော့နိုင်ငံတော်ကနေအတီးပြုထားတဲ့စစ်မှုထမ်းဥပဒေကိုလည်း copy ယူထားတဲ့ပုံစံမျိုးတော့ကျွန်မမြင်ပါရှက်။ဒါတော့အဲ့လိုမျိုးအမျိုးသားကောင်ဝေးဆိုင်ရဲ့ဥပဒေပိုင်းညဆိုထုတ်လိုက်ပြီးရခါကျတော့ထုတ်လိုက်ပြီးရနောက်မှာပဲမဟုတ်လဲဆိုတော့ AA မှာ AA ဖွဲ့ရမှာနော်ခိုင်ပြည်ထဲမှာရှိတဲ့လူငယ်တွေကိုခိုင်ပြည်ရဲ့ပင်ဖတ်တော့။အဲ့ဒါတော့ quet တွေလောလောတာတော့ quet တွေပဲနော်။အကောလုံးစစ်မှုထမ်းဖို့အတွက်ကိုဥပဒေပြဋ္ဌာန်းတယ်ပြီးတော့လူငယ်တွေခိုင်နေတဲ့ပင်ထွက်တော့အေးသွားတယ်မှာသူက quality ပဲ quality messy ပဲเนาะ quality messy လောက်လိုက်ပြီးအဲ့ခါမှာခိုင်လူမျိုးတွေအနေနဲ့ကတော့အားလုံးတည့်ရတိုင်းပဲ ဟိုထွက်ပြေးကြတယ်ပေါ့ရှင်းထွက်ပြေးတဲ့ခါကျတော့သူတို့တစ်ခိုင်မှာဆိုရင်လည်းရေတန့်တပူ9000ပေးရတယ်တဲ့ကျမနေရာလေးခွန်မှန်လေးကြောင်းလာရေးွားတာတိလားထမင်းတစ်ခါစားပြင်းလို့ရှင်1000ကျွဲတဲ့ပြတော့အဲ့တော့ခန်းကနေထွက်ပြေးခြင်းလို့ဆိုတော့လူပွဲစားရရှိရဲ့လူပွဲစားတွေတရက်ကို350ပေးပြီးတော့ပြေးရတာတို့ကလေအဲ့လိုမျိုးပေါ့နော်သူတို့လည်းဒုက္ခကြည်ပါရှင့်အဲ့လိုနဲ့ပဲအေရလူတန်းတို့ရန်ကုန်တို့မန္တလေးတို့ရောက်လာတာပေါ့ရှင်တော်တော်ပတ်စံအကုန်ချခံပြီးမှရောက်လာဖြစ်ပါရှင့်ပြီးတော့ဒီပေါ့နော်ဒီကိစ္စကဆိုရင်အခုဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်မနိုင်ငံရဲ့ အရှိတရားလေးတစ်ခုပါရှိတရားလေးကိုကျွန်တော်ပြောပြချင်တာကျွန်မခုပြောတဲ့စကားကိုလူတွေအားလုံးလည်းကြိုက်နိုင်တယ်လူတွေအားလုံးမကြိုက်တာလည်းဖြစ်နိုင်တယ်ကျွန်မသိရအတိုင်းပဲလေအရှိတရားပဲဖြစ်တဲ့အတွက်ကျွန်မအရှိတရားတိုင်းပဲတင်ဆက်ပေးမယ်ရှင်ကျွန်မနိုင်ငံမှာစစ်မှုမထမ်းရတော့တဲ့ပြည်နယ်မရှိတော့ဘူးရှင်မရှိတော့ဘူးเนาะမရှိတော့ဘူးလားအခုဆိုရင်သိရအတိုင်းပဲလေရခိုင်လူမျိုးတွေစစ်မှုထမ်းမှကြောက်လို့ထွက်ပြေးကြတယ်တခြားပြည်နယ်ပြည်ရောရန်ကုန်မန္တလေးပိုင်းကပြေးကြတယ်အဲ့လိုပဲကချင်ပြည်နယ်မှာလည်း KAI ကလူသစ်စုနေရရှင်စစ်မှုမထမ်းမနေရသူတို့လည်းထမ်းနေရတယ်အဲ့တော့ကချင်လူမျိုးတွေလည်းထွက်ပြေးကြတယ် ီမရယ်ပြန်ပြေးတယ်ပေါ့နော်ကရင်ပြည်နယ်မှာလည်းထုံဒီ၎င်းပဲရှမ်းပြည်နယ်မှာပိုဆိုးပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တိုင်းသားတွေကရန်ကုန်မန္တလေးဘာညာပြေးလာတယ်ဆိုတော့လွတ်ပြီလားမလွတ်ဘူးဘာကြောင့်လဲဆိုတော့နိုင်ငံတော်အဆင့်ပြည်ထောင်စုအဆင့်ထုတ်ထားတဲ့စစ်မှုထမ်းဥပဒေဆိုတာကြီးကအဆင့်သက်ဟုတ်တော့အဆင့်သက်ဒီတော့မဖြစ်လေဟိုကနေပြေးပြီးဒီလိုလာတယ်စစ်မှုထမ်းမှာစည်ရင်းဝင်တယ်ဆိုရင်နိုင်ငံတော်အတွက်စစ်မှုထမ်းရမှာပဲ အဲ့တော့လူငယ်တွေကရွေးချယ်စရာတိတ်မများစားမရှိတော့စစ်မှုထမ်းတာထမ်းရမှာပဲလေချာဝါကြီးပေါ့နော်ဘယ်အဖွဲ့အစည်းမှထမ်းမလဲဆိုတော့ဝယ်သူတို့ကရွေးရတော့မယ့်အခြေအနေဖြစ်သွားတာဒါပကတိအရှိတရားတိုင်းကျွန်မပြောပြရအောင်နော်ကျွန်မတို့ခါကြရင်အမှန်တရားကိုမြန်လို့ရတယ်ဆိုရင်ပကတိအရှိတရားကိုမေ့နေကြတာအမှန်တရားဆိုတာတော့မှလေဘတ်ပေါင်းစုံကကြည့်လို့ရှင်တစ်မျိုးစီထွက်သေးရဲ့အမှန်တရားကလေဒီဘက်ကကြည့်အမှန်တရားတစ်မျိုးသူ့ဘက်ကကြည့်ရောအမှန်တရားတစ်မျိုးခုဘက်ကကြည့်ရောအမှန်တရားတစ်မျိုးအမှန်တရားလိပ်ပတ်နေတဲ့သဘောတရားရှိရဲ့ဒါပေမဲ့ပကတိအရှိတရားကတော့လိပ်ပတ်မနေဘူးသူကတစ်ခုတည်းတသက်မှတ်သေးရှိတယ် ဒီတော့မြေပြင်အခြေအနေနဲ့ပကတိအရှိတရားကိုနီးစက်တယ်ရှင်။နော်မြေပြင်အခြေအနေကတော့လူငယ်တွေစစ်မှုတန်းရှောင်ရဲလို့မရဘူး။ဘယ်ဖွဲ့တယ်ဝင်မလဲဆိုတော့ပဲရွေးချယ်ရမယ့်အခြေအနေဖြစ်သွားပြီရှင်။နောက်ထပ်ရွေးချယ်ကြတဲ့ခုကဒီစစ်မှုတန်းဥပဒေဆိုတာကြီးပြီးပြတ်သွားဖို့အတွက်ငါတို့လုံနိုင်မလားစစ်မှုတန်းဥပဒေပြယုံသိမ်းဖို့အတွက်လုံနိုင်မလားဆိုတော့မလုံနိုင်ဘူးရှင်။ဒါကနိုင်ငံတစ်ခုအတွက်လိုအပ်တဲ့ဥပဒေဖြစ်တဲ့အတွက်ဒါအောင်ရုပ်သိမ်းဖို့အတွက်ကိုကျမတို့ကမလုံဆောင်ပါဘူး။ဒီတော့နောက်ထပ်ရွေးချယ်စာတစ်ခုကစစ်ပွဲတွေပြီးသွားရင်တော့စစ်မှုထမ်းရတာအခုတက်ပုံပြီးတက်တာချောင်းချိမယ်လို့ထင်တယ် ။ဘာကြောင့်စစ်ပွဲတွေမရှိလို့ရှိရင်စစ်မှုထမ်းတယ်ဆိုတော့မှစစ်တပ်ဆံမလို့လို့လေတေးချမ်းမလို့လေအဓိကစစ်မှုထမ်းဖို့ကြောက်ကြတာတေးရမှာကြောက်လို့ကြောက်ပြီးကြတာလေ။ဒါရှင်းရှင်းလေးလူသဘောတရားကိုကျွန်မမဖြစ်တင်တာလည်းမဟုတ်ဘူး။သူဆိုတေးရမှာကြောက်တယ်။ကျွန်မဆိုလည်းကြောက်မှာပဲ။ဟုတ်တယ်နော်။ဒီတော့လူငယ်တွေကဆိုရင်ရှည်တန်းထွက်လာမှာကြောက်လို့တေးမှာဆိုလို့စစ်မှုထမ်းအောင်ရှောင်ခဲကြတာ။အန်ရီမရှိဘူးဆိုစစ်မှုထမ်းဖို့တော့ကသူတို့ကမခက်ခဲဘူးနှစ်နှစ်ပဲ။အန်ရီအေးချမ်းသွားလို့ဆိုတာနှစ်နှစ်ထမ်းဆောင်စစ်ပညာတေးပြီးအချိန်တိုင်းအိမ်ပြန်လူဇလန်းလေးရတာအေးစစ်စစ်ပဲလေ။ဟုတ်တယ်မလား။ ီးတော့စစ်ပွဲတွေပြီးဖို့ပဲကျမတို့ကဝိုင်းဝန်းစ조사မယ်ချင်းနေခုပါရှင်အဲ့လိုမှမဟုတ်ရင်တော့ရခိုင်ပြည်နယ်ကနေ ARD တိုင်းပြေးလဲစစ်မှုထမ်းပါလို့ရှင်သွားမှာပဲနော်ကချင်ပြည်နယ်ကနေဟိုမန္တလေးတိုင်းပြေးလဲစစ်မှုထမ်းနဲ့မှာအကျုံးဝင်တာပဲပြည်တော်စုသားလေမြန်မာနိုင်ငံသားလေဘယ်မှာလွတ်တာရှိမှလဲရှင်ဟုတ်တယ်မှာတခုတော့ရှိရင်မြန်မာတပ်မတော်ရွေးချယ်တော့သူလောက်ခလာစားတော့ပုံမှန်ရတယ်ဟိုလေလောက်ခလာစားပုံမှန်ရတယ်ပြီးတော့သူ့မှာပေးထားတဲ့အခွင့်အရေးတွေရှိရပြီးတော့ ဒီတာဝန်ပြီးဆုံးသွားလို့ရှင်ကိုကအေးအေးဆေးဆေးနဲ့ကိုရဲ့ဘဝလေးကိုပြန်ပြီးလဲပတ်လို့ရတယ်။အဲ့ဒီအခွင့်အလမ်းကတော့မြမတက်မှာတာတယ်လို့ပြောရမှာပေါ့နော်။လက်နက်ကင်ထဲဝင်သွားရင်တော့ရှင်အေးအေးဆိုလဲအကျန်းဖတ်အဖွဲဖြစ်ချိန်ညာခံနာရတာ။နော် MND ဆိုလဲတည့်ရတိုင်းမှာအကျန်းဖတ် PDF ဆိုလဲအကျန်းဖတ်ဆိုတော့ PDF မှာတာဝန်ထမ်းဆောင်ပြီးပြန်ထွက်လာရင်တော့မှကိုကအကျန်းဖတ်ဖြစ်နေဦးမှာလေ။အကျန်းဖတ်ဖြစ်နေလို့ရှင်ဘာဖြစ်လဲ။ကိုရဲ့နေထိုင်ရမယ့်ဘဝပုံစံကပုံမှန်တိုင်းပြန်ရစရာအကြောင်းမရှိတော့ဘူး။အဲ့ဒီဆုံးရှုံးမှုကရှိတယ်။အဲ့ဒီဘတ်ချမ်းကကြာတော့ဘာလို့သူကတရားဝင်ဖွဲ့စီမှမဟုတ်တာ။ တက်မလို့ကြတရားဝင်ဖွဲ့စီလေအဲ့နှစ်ခုတော့နည်းနည်းနှိုင်းရှင်ပြီးစဉ်းစားကြည့်ပေါ့နော်ဘယ်ဘက်ဝင်မှလို့ကျွန်မမပြောဘူးနှိုင်းရှင်စဉ်းစားကြည့်အဲ့တခုတော့ရှိရပါရှင့်ဒီတော့ကျွန်မနိုင်ငံလူငယ်တွေကတော့ဟိုကြုံဘူးပေါ့ဂုံဘူးဆောင်ခစ်ကိုရောက်လာတာပေါ့နော်ရှင်တို့ဒီခစ်ကာလမှာမျိုးသားပြစ်မွေးဖွားလာတာကိုက မှားနေတာလို့ပြောရအောင်ရှင်မှားနေတာเนาะအဲ့တော့မှားမယ်အတူတူပေါ့เนาะငါတို့အမှန်တရားဖြစ်အောင်ဘယ်လိုရွေးမလဲဆိုတော့ကိုယ့်ကိုဉာဏ်ရှိသလိုစဉ်းစားကြပါရှင်ကျမလည်းတော်သေးရဲ့ဒီခေတ်ဒီချိန်မှာလူဖြစ်တာမိန်းကလေးဖြစ်လာလို့မိန်းယောက်ျားလေးဆိုမလွယ်ဘူးကျမလည်းမလွယ်ဘူးအချိန်တည်းအဲ့လိုရှိရပါတော့ကိုချင်းစားပါလေကိုတို့မောင်ကြီးတွေတရားကိုချင်းစားပါလေဘယ်သူမဆိုပေါ့ဒီခေတ်ကာလမှာဘယ်စစ်မှုထမ်းကျင်မှာလဲရှင်ကျမလည်းကိုချင်းစားပါလေရှင်ဒါပေမဲ့ကျမတို့ရှောင်လွဲလို့မရတဲ့အချိန်တည်းတစ်ခုမှာလူဖြစ်လာတဲ့အတွက်အကောင်ဆုံးရွေးချယ်ပြီးတော့စဉ်းစားနိုင်ကြပါစေလို့ပဲကျမပြောချင်ပါတယ်ရှင် ဝင်မဲ့ဝင်ဘယ်ဖွဲ့စီတဲ့ဝင်မလဲဆိုတော့စဉ်းစားကြည့်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အမျှော်မြင်ရှိမှပဲကျမတို့ကခစ်ကောင်းကိုပြီမှာရှင့်။နောက်နိုင်ငံမှာတော့ရှင်လူတွေကခတ်ကြရင်အမှန်တရားကိုနှစ်သက်ပါတယ်ရှင့်။ပကတိအရှိတရားကြတော့မနှစ်သက်ကြအောင်ရှင်းအဲ့လိုလေးရှိပါတယ်။မှန်တရားထက်ပူခါတာကပကတိအရှိတရားဖြစ်နေတယ်ရှင့်။ဒါကြောင့်ကျမတို့ပကတိအရှိတရားမြင်အောင်ကြည့်ပါ။အမှန်တရားကိုမြင်လို့ရတယ်ဆိုရင်တော့ပကတိအရှိတရားကိုကျမတို့လက်ပြုရှုထားလို့မရပါဘူးရှင့်။ ဒါလေးပဲပြောချင်ပါတယ်ပြီးတော့နောက်ဆုံးအနေနဲ့ပြောချင်တာကမြန်မာနိုင်ငံမှာစစ်မှုထမ်းကိုကင်းလွတ်နိုင်တဲ့နေရာလုံးဝမရှိတော့ပါဘူးရှင်ဒါကြောင့်အကြီးအကျယ်ရှောင်လွှဲနေရမလုပ်ပဲနဲ့တင့်တလို့စီမံပြီးတော့နိုင်ငံတော်အကျိုးပြုနိုင်ကြပါစေလို့လည်းကျမကအကိုများမောင်လေးများစီတို့စကားလက်ဆောင်လေးပါလိုက်ပါစီရှင်ကြပြင်ဟိုကျမနိုင်ငံအတွက်စစ်မှုထမ်းပေးကြတဲ့အကိုရီမောင်လေးအားလုံးကိုလည်းကျမဒီနေ့ကနေပြီးတော့လေးစားဆောင်နဲ့ဂုဏ်ပြုအပ်ပါရှင် အကိုရီမောင်လေးရဲ့တက်တီတွေကြောင့်ကျမတို့နိုင်ငံလေးနဲ့အေးချမ်းပါစေလို့ကျမအနေနဲ့ဆုတောင်းပါရှက်ကျမတို့လည်းတင်ဆက်မှုလေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျမ်းပါကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။